်ချင်းပြည်နယ်ပလောဝါမြို့နယ်နဲ့ပလောဝါမြို့နယ်ကစစ်ပေးဆောင်တွေနေထိုင်တဲ့စစ်ဆောင်စခန်းတွေမှာပြည်သူတွေဝမ်းရောဂါဖြစ်ပွားနေကြတယ်လို့အကူအညီပေးနေသူတွေကပြောပါတယ်။နိုဝင်ဘာလအစောပိုင်းကစလို့ပလောဝါမြို့ပေါ်ကပြည်သူတွေနေထိုင်တဲ့လောင်တလိုင်းခရိုင်တွင်းကကာကီကျေးရွာ၊တွေ့တန်းကျေးရွာ၊လုံတင်းကျေးရွာစစ်ပေးဆောင်စခန်းတွေမှာပြည်သူအယောက်တရာနီးပါးဝမ်းရောဂါဖြစ်ပွားခဲ့ကြပြီး၅ယောက်ကတော့သေဆုံးခဲ့တယ်လို့သိရပါတယ်။ စဖြစ်တာကဒီလာရှိရနေမှာဖြစ်ပြီးမှနောက်ပိုင်းကျတော့ဝန်ရှုံဝန်ပြအဲ့လိုမျိုးပြောင်းသွားတာပေါ့ပုံမှာပြင်းထန်သွားတယ်ပြင်းထန်သွားတော့တော်တော်လေးတော့တုံးတက်ကြတာရည်ဖြစ်နိုင်တယ်လို့အဲ့လိုလဲတုံးတက်ကြတယ်ရည်မတန်းလို့ပေါ့ရည်စိမ့်မဲ့တောင်းနေတော့အဲ့ဒီရည်စိမ့်ကနေဖြစ်တယ်လို့တော့မချက်ပေးကြတာပေါ့သူတို့ပြောတဲ့အရာဆိုရင်တော့အခုကထက်လန့်အော့ရှော့ဆိုတော့နှစ်ချိန်သုံးချိန်လောက်သွားပြီဆိုရင်တော့တော်တော်လေးလူကတော့ ခံနိုင်ရင်မရှိတော့ဘူးကော။အဲ့လိုမျိုးပုံစံနဲ့ဖြစ်ကြလဲများတယ်လို့ပြောတယ်။အိန္ဒိယနိုင်ငံနဲ့နေနမိတ်ထိဆက်နေတဲ့ပလောဝမြို့နယ်တွေကနေဆက်ကုံသွေးရေးဒေသဖြစ်တဲ့ရှင်းလဝဒေသမှာတော့ကုံတယ်နဲ့ဒေသခံပြည်သူ300ကျော်ဝမ်းရောဂါကူးစက်ခံရတယ်လို့သိရပါဗျ။အာရခပြည်သူ့ကျန်းမာရေးဌာနကတော့ပလောဝခရိုင်ရှင်းလဝတိုင်းနယ်အတွင်းမှာဝမ်းရှော့ဝမ်းပြက်ရောဂါဖြစ်ပွားနေသူ300နီးပါးအထိရှိလာပြီးအရေးပေါ်လူနာအဖြစ်30ဦးကို စေဝါကူတမှုပေးထားတယ်လို့နိုဝင်ဘာလ7ရက်နေ့ကထုတ်ပြန်ထားပါဗျ။အရခပြည်သူ့ကျန်းမာရေးဌာနကအရေးပေါ်တုတ်ပြန်ရေးအဖွဲ့ကဒေတာအုပ်ချုပ်ရေးအဖွဲ့တွေ NGO CS တွေနဲ့ပူးပေါင်းပြီးတော့ကုသရေးလုပ်ငန်းတွေယောဂမပြန့်ပွားရေးလုပ်ငန်းတွေကိုချက်ချင်းလှုပ်ဆောင်နေတယ်လို့ထုတ်ပြန်ချက်မှာပြောထားပါဗျ။အရခပြည်သူ့ကျန်းမာရေးဌာနကနိုဝင်ဘာလ4ရက်နေ့တည်းကအနေရရှိအုပ်စုတွေကိုချိုးတင်ကာကွယ်ဆေးတိုက်ကျွေးနေပြီးလက်ရှိမှာယောဂတက်ကူးဆက်သူ900ခန့်အောင်ကြာဆင်းလာပြီလို့ AHD ကအဆိုထားပါတယ်။ယောဂကူးစက်သူအရေးအတွက်ကြာဆင်းလာပေမဲ့ယောဂဆက်လက်မပြန်ပွားဖို့အတွက်အိန္ဒိယမြန်မာနယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းကိုပိတ်ထားတယ်လို့ကုန်သွယ်တွေကပြောကြပါတယ်။ကွန်မြူရလန်ကြောင့်အချင်းတွေကတော့လက်ကအတေကစာပြီးဖုတ်ခန့်ထားတယ်ပေါ့နော်အိန္ဒိယဘက်ကလည်းရောဂါဖြစ်ပေါ်နေတဲ့ကြောင့်တော့လော့ဒ်ဒေါင်းရှာပြီးတော့ပြစ်ထားတယ်ရခိုင်ဘက်ကလည်းတူတူဘက်ကအတိပေးထားတယ်လို့ကျွန်တော်တို့သိကြတာတော့ရှိတယ်ပေါ့နော်အရှိကတော့ပထမတော့လောက်မရဘူးလမ်းကြောင်းပိတ်ထားတဲ့အနေအထားကတော့တသက်လို့တော့ကျွန်တော်သိထားရတယ်တော့လောက်မရဘူးအဓိက ေကန်တော့ကာကီတော့ဒီလုံးတန်တော့ဖတ်တော့ဘောနော်80ဖတ်တော့ဘုံလုံးပိုက်ထားတယ်။နောက်ဒီတပွေရှင်ဖတ်ကိုလည်းပိုက်ထားတယ်ဆိုပြီးတော့ကျွန်တော်သိထားရတယ်ရှိတယ်။အဲကွန်ပျူတာလပ်လိုင်းဖတ်ကိုရနေတဲ့ကွန်ပျူတာကတော့အကောင်လုံးဟိုပိတ်ဆိုနေတဲ့နေသားမျိုးတွေရှိတယ်ဘောနော်ကုံသွေးရင်းနှောင်းကြောင့်တွေပိတ်ဆိုထားကြအောင်ရခိုင်ပြည်နယ်မှာကုံစီစည်းစိမ်မှုပြတ်တောက်ပြီးကုံစင်းတို့မြင့်တက်လာနိုင်တယ်လို့ကုံတွေတွေကခံမှန်းကြပါဗျာကျမဒီရီပါ